ဘာဘီယွန်ဆိုတာတကယ်တော့ဖောက်ထွင်းဝိဇ္ဇာတယောက်ပဲဖြစ်ပါတယ်။သူကအာမဂန်မီးခံတက်တာကြီးကိုအလွယ်တကူဖွင့်နိုင်ပြီးတော့ဒီဇလန်ကတော့1932ခုနှစ်ပြင်သစ်နိုင်ငံပဲရစ်ကိုဇာတ်အင်တည်ထားဖြစ်ပါတယ်။ဘာဘီယွန်ရဲ့အတမွေးဝမ်းကြောင်းအလောက်ကန်ကအဖိုးတန်လက်ဝတ်လက်စားတွေခိုးယူခြင်းဖြစ်ပြီးတော့အခုလည်းပဲသူကစိန်တွေတွေကိုခိုးယူပြီးတော့ဗရင်ပေါက်ကနေခုံချထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။သူကသူ့ရဲ့လုပ်ငန်းအောင်မြင်ပြီးတဲ့နောက်မှာတော့ပါတီပွဲတစ်ခုရောက်သွားပြီးတော့အဲ့ဒီမှာအတောက်စားဝိုင်းလောင်းစားဝိုင်းတွေလည်းရှိပါတယ်။ ဒီမှာရောက်နေတဲ့ရာဇဝတ်ဂိုင်းခေါင်းဆောင်တူလည်းပါဝင်နေပြီးတော့သူကဘာဘီယွန်ကိုတယောက်နဲ့မိတ်ဆက်ပေးမယ်ဆိုပြီးတော့ခေါ်လာပါတယ်။သူလိုက်သွားတဲ့အခါမှာတော့သူတို့ကလူတယောက်ကိုကြိုးတုပ်ရိုက်နှက်နေပြီးတော့အဲ့လူကရဲတယောက်ဖြစ်ကြောင်းသူကအပြင်မှာစပိုင်လုံးနေသူဖြစ်ပြီးတော့မိမိကိုတတ်ဖို့တည်းသူ့ရဲ့လူတွေကိုစီခိုင်းထားကြောင်းဂိုင်းခေါင်းဆောင်ကရှင်းပြပါတယ်။ပြီးရတဲ့ဘာဘီယွန်ကိုဒီနေ့သူ့စီမှာရောင်းဖို့ဘာရီယူလာခဲ့တယ်လေလို့မေးတော့ဘာဘီယွန်ကစိတ်မွင်းတချို့ကိုထုတ်ပြပါတယ်။ဂိုင်းခေါင်းဆောင်ကလည်းရားလာရဲအကုန်လုံးပေးဖို့နဲ့သူမဟုတ်ဘဲနဲ့တခြားတယောက်ကိုစိန်ပွင့်နေပေးရဆိုတာသိရင်တော့တတ်ပြစ်မယ်ဆိုပြီးချိန်ကြောက်ပါတယ်။ ။ဘာဘီယွန်ကသူ့ရဲ့ဝေစုကိုယူပြီးတော့သူ့စီမှာဘာမှယူမထားဘူးဆိုတာကိုအာမခံခဲ့ပါရီ။အဲနောက်မှာတော့သူကသူ့ရဲ့ကောင်မလေးနေနဲ့ကိုသွားပြီးတော့တွေ့ပါရီ။အဲနေနဲ့ကတော့မျက်လက်ပညာမှာဆရာတဆူဖြစ်ပြီးတော့ဘာဘီယွန်ကသူ့ဖွက်ထားတဲ့စိန်တဲလေးလက်ဝတ်လက်စားတွေကိုထုတ်ပေးပါရီ။အဲဒီမှာပဲလူတယောက်ရောက်လာပြီးတော့ဂိုင်းကောင်းဆောင်ကဘာဘီယွန်ကိုမယုံလို့ဒီလူကိုနောက်အောင်ခံပြီးတော့ထည့်ထားတာပါ။အဲဘာဘီယွန်ကအဲ့တော့မသိပဲနဲ့ချစ်သူနေနဲ့တူတူအပြင်ကိုရှောက်လဲပြီးတော့ပျော်ပါနေပါရီ။နောက်ရမှာတော့ဘာဘီယွန်ရှိတဲ့နေရာကိုရဲတွေရောက်လာခဲ့ပြီးတော့သူ့ကိုဖမ်းပါရီ။ ဖန်နေမှုကရဲတပ်ဖွဲ့ဝင်တအုပ်ကိုတတ်ခဲ့တဲ့အမှုနဲ့ဖြစ်ပါတယ်။အဲဒီတေခဲ့တဲ့ရဲကတော့ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကဂိုင်းကောင်းဆောင်ဖန်စီနှိပ်ဆက်ခဲ့တဲ့ရဲပဲဖြစ်ပါတယ်။ဘာဘီယွန်ကသူကရဲကိုမတတ်ခဲ့ကြအောင်ပြောပေမဲ့ရဲတပ်ဖွဲ့ဝင်တွေကသူဘလို့ပဲပြောပြောမယုံမနဲ့ချက်ချင်းဖန်စီသွားကြပါတယ်။ဘာဘီယွန်ကကံမကောင်းစွာနဲ့ပဲထောင်နှံတတရဇုံပြစ်တံချမှတ်ခံလိုက်ရပါတယ်။တကယ်တော့ဒီမှုကဘာဘီယွန်ကိုဂိုင်းကောင်းဆောင်ကထောင်ချောက်ဆင်လိုက်ခြင်းပဲဖြစ်ပါတယ်။အဲဘာလို့လဲဆိုတော့ဘာဘီယွန်ကစိန်မျိုးမပေးဘဲနဲ့ခြံထားလို့ပဲဖြစ်ပါတယ်။ နင်းနကပါပင်းစီကိုအစာတုံးကတော့ထောင်ဝင်စားတာတွေ့ပါတယ်။ပါပင်းကသူကထောင်နေကနေလွတ်အောင်လုံးမဖြစ်ပြီးတော့အဲဒီတော့မှဂိုင်းကောင်းဆောင်နဲ့နောက်လိုက်တွေကိုလက်စားချီမိလို့ပြောပါတယ်။အဲဒီတော့ပါပီယွန်ကထောင်ထဲမှာဂျူလော့ဆိုတဲ့သူနဲ့စုံပါတယ်။အဲဒီလိုကပါပီယွန်အနေနဲ့ထောင်အထွက်ပေးခြင်းနဲ့ဆိုရင်တော့ပတ်စံအမြောင်များရှိဖို့လိုအပ်တဲ့အကြောင်းအဲလိုမှမဟုတ်ဘူးဆိုရင်လည်းပတ်စံရှိတဲ့လူနဲ့ကတ်ထားဖို့လိုရကြောင်ပြောပါတယ်။ပြီးတော့လူးဝစ်ဒီဂါဆိုတဲ့လူအကြောင်းကိုပြောပြပြီးတော့လူးဝစ်ကစာချုပ်စာရန်အတူပြုလုပ်မှုမြောင်များစွာနဲ့ထောင်ထဲအကြခံနေရပြီးတော့သူကပတ်စံအမြောင်များစုမိထားတဲ့အတွက် သူ့ရဲ့ငွေတွေကိုလိုချင်လို့အကျဉ်းသားအလုံးနီးပါးကသူ့ကိုတက်ချင်နေကြတယ်လို့လည်းပြောပါတယ်။အဲဒီနောက်မှာတော့ထောင်ရဲ့တာဝန်ရှိသူတွေကအကျဉ်းသားကိုအသေးစိတ်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးတော့ထောင်တစ်ခုကိုပို့ဖို့ပြင်ဆင်ပါတယ်။အခုသူတို့ပို့မဲ့ထောင်ဆိုတာကတိတ်ကိုကြမ်းတမ်းရက်ဆက်ပြီးတော့ပြင်းနေမှာအစိုးဆုံးအကျဉ်းတော်တစ်ခုပြည်တက်မှတ်ထားတဲ့ထောင်ပဲဖြစ်ပါတယ်။အကျဉ်းသားတွေကိုအေးအားမသိမ်းမောပြီးတော့တက်ခိုင်းပြီးတော့ထောင်ပြောင်းတဲ့လုပ်ငန်းကိုစတင်ပါတယ်။ဘာဘီယွန်ကလူးဝစ်နဲ့မိဖွဲ့ချင်းနေရအကြောင်းမလို့အခွင့်အခါကိုဆောင်စမ်းနေပါတယ်။အဲသူကလူးဝစ်နဲ့စကားပြောဝင်ရတော့အကျဉ်းသားတွေကလူးဝစ်ကိုသူ့ရဲ့ပတ်ဆက်နေလို့ချင်းနေလို့တတ်ချင်နေကြတဲ့အကြောင်း သူကလူးဝစ်ကိုတခြားသူတွေရဲ့ရန်ကနေပြီးတော့ကာကွယ်ပေးမှဖြစ်တဲ့ကြောင်းလူးဝစ်ဘက်ကနေပြီးတော့အပြန်အလှန်အနေနဲ့သူလွတ်မြောက်ဖို့အတွက်ငွေကြေးပြန်လဲထောက်ပံ့ဖို့စီယုံတာဖြစ်ပါတယ်။ဒါမဲ့လူးဝစ်ကပါပယုံရဲ့အဘေးယူကိုသဘောမတူပါဘူး။ဒီထောင်ထဲမှာအချင်းသားတယောက်ရဲ့အသက်အန္တရာယ်ကိုထောင်ရာရှိရာအကာအကွယ်ပေးမှမလို့အကူအညီမလိုဘူးလို့ပြောပါတယ်။ပါပယုံကလည်းလက်လျှော့လိုက်ရပါတယ်။ဂျူလော့ကပါပယုံထွက်ပြေးမယ်ဆိုရင်လည်းသူလည်းလိုက်ချင်တဲ့ကြောင်းပြောတော့ပါပယုံကလက်မခံပါဘူး။ဘာလို့ဆိုတော့ထွက်ပြေးတဲ့ကိစ္စမချုံးဝေဘူးဆိုရင်အသက်အန္တရာယ်ထိခိုက်နေတဲ့အတွက်တယောက်သေးတာကြီးတာကိုမမြင်ချင်ဘူးဆိုပြီးတော့ညှင်းလိုက်တာဖြစ်ပါတယ်။ ညာဘက်ရောက်တဲ့အချိန်မှာတော့အကျဉ်းသားအားလုံးဒီပါအိတ်ဆက်နေပါတယ်။အဲညာဘက်ပဲငွေကြေးချမ်းသာတဲ့အကျဉ်းသားတယောက်အသက်ခံလိုက်ရပါတယ်။တက်လိုက်တဲ့သူတွေကလည်းသူဖွာထားခဲ့တဲ့ပတ်စံတွေကိုလိုချင်လို့တက်ကြတာပါ။အဲဒီအကြောင်းလူးဝစ်ကတည်သွားတော့အလွန်ကြောက်သွားပါတယ်။ဘိုးဆိုးရကတော့ထောင်ရာရှိတွေကလူသက်သမားတွေစီရနေပြီးတော့လက်ငွေယူပြီးတော့ဒီကိစ္စကိုတည်တည်နဲ့လွတ်ပေးထားတာဖြစ်ပါတယ်။လူးဝစ်ကဘာဘီယွန်စီကိုချက်ချင်းသွားပြီးတော့ဘာဘီယွန်အရင်ရက်တုန်းကတောင်းဆိုထားခဲ့တဲ့တောင်းဆိုချက်ကိုသဘောတူတယ်လို့ပြောလိုက်ပါတယ်။ဘာဘီယွန်ကသူ့ရဲ့အသက်ကိုအကာအကွယ်ပေးရမှာဖြစ်ပြီး"သူကတော့အဲ့ဒီအတွက်ပတ်စံပြန်မိမယ်"လို့ထပ်ပြောပါတယ်။ အဲညမှာပဲ Louis အိမ်ရဲ့နေရာကိုလူသက်သမားတွေကရောက်လာပြီးတော့ Louis ကိုတတ်ဖို့ကြိုးစားကြပါတယ်။အဲဘာဘီယွန်ကလက်ဦးမှုအရယူပြီးတော့ပြန်လဲတိုက်ခိုက်က Louis ကိုကယ်တင်နိုင်ခဲ့တယ်လို့လူသက်သမားကိုလည်းထောင်စည်းကမ်းတွေပို့ပေးနိုင်ခဲ့ပါတယ်။လက်ငွေယူထားတဲ့ထောင်ရာရှိတွေကဘာဘီယွန်တို့ကိုရန်ပြစ်လို့ဆိုပြီးတော့ကြိုးဝင်နေတုတ်ပြီးတော့အမျိုးမျိုးနှင်းပန်းနှိပ်စက်ကြပါတယ်။မကြာမီမှာပဲသူတို့ရဲ့တင်းဘော့ကထောင်ရှိတဲ့ဂျုံကိုစိုက်ကပ်လို့လာပါပြီ။ဂျိုးတော်ကောက်ထွက်ပြေးဖို့အခွင့်အခါကိုချောင်းနေသူဖြစ်ပြီးတော့သူ့ကိုယ်သူဓာတ်နဲ့လေးပြီးတော့ထောင်စည်းုံတက်ရဖို့ကြံစီပါတယ်။သူကအဲရနေပြီးတော့ထွက်ပြေးဖို့စီစဉ်ထားတာပါ။ ကျန်တဲ့ကျင်းသားတွေကတော့အကျဉ်းထောင်တွေကိုပို့ခံလိုက်ရပါတယ်။ဒီကျင်းထောင်ကအလွန်ကိုအထူးကြံဆန်လာပြီးတော့ဒီကနေထွက်ပြေးလွတ်မြောက်ဖို့ဆိုတာကဘလုံနီးနဲ့မှဖြစ်နိုင်ကြအကြောင်းမရှိပါဘူး။ထောင်သားတွေဝတ်စုံအဖြစ်ဝတ်ထားတဲ့ထောင်ဦးစီးကမိန်ကွန်းပြောပါတယ်။သူပြောတဲ့စကားကတော့အကျဉ်းသားများစုကဒီထောင်နေပြီးတော့ထွက်ပြေးဖို့ကြိုးစားမှာကိုသူတည်ကြောင်းတကယ်လို့တစုံတစ်ယောက်ကဒီကနေထွက်ပြေးဖို့ကြိုးစားမယ်ဆိုလို့ရှိရင်တော့အဲ့လူကိုဖမ်းမိရနဲ့သူကပျော်ရွှင်မှာဖြစ်ကြောင်း။ဘာလို့လဲဆိုတော့အဲ့ဒီလူကိုဒီမှာပဲကောင်းဖြတ်တက်ပြစ်မှာမဟုတ်လို့ပါတယ်။ပြီးတော့တကယ်လို့တစုံတစ်ယောက်ကထောင်ထဲကနေပြီးတော့ထွက်ပြေးတယ်။ လုံုံရေးကလည်းမဖမ်းနိုင်ဘူးဆိုရင်တော့ကိစ္စမရှိပါဘူးတဲ့အဲလူဟာတောထဲမှာအစာရေစာပြက်လက်ပြီးတော့သေမာလို့ပြောပါလေတကယ်လို့မသေးဘဲနဲ့ပင်လေကိုဖြတ်ပြီးတော့ကူးမယ်ဆိုရင်တော့ဒီကျွန်းတဝိုက်မှာတောင်းညမ်းနေတဲ့ငမန်းအုပ်နဲ့တွေ့မယ်လို့သူကပြောပါလေဒီတော့ဘသူမဆိုဒီကနေပြီးတော့ထွက်ပြေးမယ်ဆိုတဲ့အကြံကိုခေါင်းထဲကနေပြီးတော့အပီးပိုင်ထုတ်လိုက်ဖို့သူကသတိပေးပါလေအဲနောက်မှာတော့လူးဝစ်နဲ့ပါပီယွန်တို့ကအလုတ်တာဝင်ခွဲဝေပေးတဲ့တန်းစီစီကိုတွားပြီးတော့သူတို့နှစ်ယောက်ကိုဆေးရုံမှာတောင်းဝင်ပေးဖို့တောင်းဆိုပါလေတန်းစီကလည်းအဲ့ဒီနေရာကိုလှုပ်ချင်တယ်ဆိုရင်တော့တန်ရာတန်ချေပေးရမယ်လို့ပြောပါလေ ဘာဘီယွန်ကလူးဝစ်ကိုအဲ့ဒီပတ်စံကိုပေးခိုင်းလိုက်ပြီးတော့သူတို့ကချောင်းချောင်းလေးလေးလောရမယ့်အလုပ်ကိုရရှိခဲ့ပါတယ်။ဒီအချင်းနောက်နေ့မှာလူးဝစ်ကိုမှတ်မိနေတဲ့ထောင်ရာရှိတယောက်ရှိပါတယ်။သူကလူးဝစ်ရဲ့ရောက်ဖားနဲ့တီးခဲ့တာဖြစ်ပြီးတော့အဲ့လူကလည်းစာရွက်ထောင်ကြဘူးတဲ့သူပါပဲ။သူကလူးဝစ်ကိုမြင်ကလေးကမုန်းတီးနေသူဖြစ်ပြီးတော့သူတို့နှစ်ယောက်စလုံးကိုမိုင်းနေထောင်ထားတဲ့တောဇက်ထဲမှာအလုပ်လုပ်ခိုင်းပါတယ်။သူတို့နှစ်ယောက်ကစာရှားဆိုတဲ့အချင်းသားတယောက်နဲ့တေးကျွမ်းသွားပါတယ်။စာရှားဟာအရင်နှောင်းကတော့ရေတက်တသားတယောက်ဖြစ်ခဲ့ဘူးတဲ့သူပါ။သူတို့အလုပ်လုပ်နေတော့မှအရက်သားမြင်းလေမောင်သမားတယောက်ကိုတွေ့ပါတယ်။ သူတို့ကအဲ့လူရဲ့အကူအညီကိုလိုအပ်နေပါတယ်။ထောင်ရာရှိတွေကပါပီယွန်နဲ့လူးဝစ်ကိုမြင်းလဲသမားကိုအလုတ်ကူဖို့ပြောပါတယ်။အကွက်ရသွားတဲ့ပါပီယွန်ကသူတို့ဒီထောင်ကနေထွက်ပြေးမဲ့အစီအစဉ်ကိုမြင်းလဲသမားအသိအောင်လို့ခတ်တုတ်တုတ်ပြောပြီးတော့သူတို့အတွက်လေဒီဇီးစီစဉ်ပေးဖို့နဲ့အဲ့အတွက်လည်းပတ်စံပေးမယ်လို့ပြောပါတယ်။မြင်းလဲသမားကလည်းအဲ့ဒါကိုသဘောတူလိုက်ပါတယ်။ညနေပိုင်းတန်းစီရတဲ့အချိန်မှာတော့ထောင်မှုကသူတို့ဒီနေ့လူတယောက်ကွမျက်ပြမယ်ဆိုပြီးတော့ပြောပါတယ်။အဲ့လူကတော့ထောင်ထဲကနေထွက်ပြေးဖို့စူးစမ်းစဉ်မှာလုံုံကြီးတွေကပြန်ပြီးတော့ဖမ်းမိခဲ့လူပဲဖြစ်ပါတယ်။ ဖြည့်ရှင်တော်လေအဲ့လူကတခြားလူမဟုတ်ဘဲနဲ့ဘာဘီယွန်ရဲ့ဘောရာအရင်ဂျူလော့ဖြစ်နေပါလေ။ထောင်မှုကစံပြပညာပေးရနေတဲ့ဂျူလော့ကိုအကျဉ်းသားရဲ့ရှိမှခေါင်းဖြတ်ဆက်နဲ့ကွပ်မြက်လိုက်ပါလေ။ထောင်မှုကဂျူလော့ရဲ့အလောင်းကိုတော်ရဲမှာမြုပ်ဖို့အတွက်ဘာဘီယွန်နဲ့လူးဝစ်ကိုတာဝန်ပေးပါလေ။သူတို့ကလည်းအလောင်းအထမ်းပြီးတော့သွားမြုပ်ကြပါလေ။အလောင်းအသွေးတားထွက်နေတော့လူးဝစ်ကလက်ချော်ပြီးတော့မနိုင်မနေမနေရပါလေ။ဒီတော့အဆောင်လိုက်လာတဲ့ထောင်ရာရှိကသူတို့ရိုက်ပြီးတော့နှိပ်စက်ပါလေ။ဘာဘီယွန်ကချက်ချင်းပဲအဲ့ထောင်ဆောင်ကိုစတင်တိုက်ခိုက်ပြီးတော့ဘေးရနဲ့တော်ရဲကိုဝင်ပြေးကြပါလေ။သူကပင်လေတွေကိုခုံချပြီးတော့ရေကူးသွားပါလေ။ ကနဦးတို့ကညှိနှိုင်းထားတဲ့နေလေသမားစီကိုခက်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 ပြီးသွားခဲ့ပြီးတော့သူ့အတွက်စီစဉ်ထားတဲ့လှီကိုမိပါတယ်။ချက်ချင်းဆိုလိုပဲထောင်ဆောင်နေကအနောက်ကနေတရက်နဲ့ချိန်ပြီးတော့ဝိုင်းထားတာခံလိုက်ရပါတယ်။ညီလေးသမားကပါပီယွန်တို့ကိုတစ္ဆာဖောင်းမိခဲ့တဲ့အတွက်စိတ်မကောင်းတဲ့ကြောင်းဒါပေမဲ့ပါပီယွန်တို့ပေးတဲ့ငွေထက်ထောင်ဆောင်နေကနှစ်ဆောင်မှပိုပေးတဲ့အတွက်သူကငွေမျက်နှာကိုကြည့်ခဲ့ရအောင်ရှင်းပြပါတယ်။ပါပီယွန်ကပြန်အဖမ်းခံလိုက်ရပြီးတော့ထောင်မှုကတက်လိုက်မယ်ဆိုတဲ့အတွေ့နဲ့စိတ်တက်တွေကြာနေပါတယ်။ကြော်ညာလေးတခုနဲ့မိတ်ဆက်ပေးလိုက်ပါစီဗျာ။ခီးထွက်လာပဲဖြစ်ဖြစ်အလုတ်ကိစ္စနဲ့ပဲဖြစ်ဖြစ်ထိုင်းနိုင်ငံကိုရောက်လာခဲ့ရင် မြမအစားစားလေးတွေကိုအေးအေးဆေးဆေးစားသုံးလို့ရမယ့်စားတောက်ဆိုင်လေးထူးနဲ့ပေးစားပေးခြင်းပါတယ်။ဒီအိမ်စားတောက်ဆိုင်လေးမှာဆိုရင်တော့မြမရိုးရာစားတောက်တွေကိုဝိုင်းစပိုမှုကြီးတွေကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပေးတာဖြစ်လို့ရတာကတော့အကြိုက်တွေ့ရမယ်ဆိုတာသိကြပါပဲ။မြမအစားစားတွေမှာထိုင်းရိုးရာစားစားတွေကိုလည်းမှာယူနိုင်ပါတယ်။အစားတိုင်းဆိုရင်တော့အဆင်မပြေဘူးဆိုသူများတော်လေအဖျော်ရမကံများလည်းသုံးဆောင်နိုင်ပါသေးတယ်။ဒါရီမလားဆိုရင်တော့ပဲဟုတ်မလဲဗျာ။ဒီအိမ်စားသောက်ဆိုင်မှာနေခြင်းပေးအခန်းကားဝင်ဆောင်မှုကိုလည်းအသက်သာဆုံးနှုံးထားတွင်နဲ့စီစဉ်ပေးထားပါသေးတယ် နောက်ထပ်တစ်ခုကအလဲဗီဇာတက်တန်းတိုးခြင်းသေးတာလားအလဲဗီဇာကလည်းရေရှည်နေလို့ရမယ်ဗီဇာတစ်ခုခုကိုပြောင်းလဲခြင်းသေးတာလား AC ကလေးမွေးလို့ဆိုရအောင်စာဖိတ်တွေရှိပါသေးတယ်နောက်ဆုံးချက်အနေနဲ့တင်တော်တဲ့ဈေးနှုန်းကောင်းမွန်တဲ့ဝန်ဆောင်မှုတွေနဲ့စီစဉ်ပေးနေတဲ့ခီးသွွားဝန်ဆောင်မှုပါဝင်လေးစိတ်အကျိုးပို့ pick up service လည်းရှိပါသေးတယ်ခင်ဗျာဒီအိမ်စားသောက်ဆိုင်ကနေထိုင်းနိုင်ငံနာမည်ကြီး Icosium Mall ကို BDS နံပါတ်တိုင်းစီုံနဲ့ရောက်မှလည်းဖြစ်ပါတယ်ဒီအိမ်စားသောက်ဆိုင်လေးကိုလာမယ်ဆိုရင်တော့ဝဝင်ရိုင်မှတ်တိုင်းဒီ BDS စီးလာပြီးတော့ အေဂျင်နံပါတ်4ကနေဆင်းလိုက်တာနဲ့ရှင်နာကမြင်ရတဲ့ခွန်နမူရီလေးလမ်းတဲကိုဝင်လာခဲ့ုံပါပဲခင်ဗျာသူတို့ကိုထောင်ထဲမှာထောင်မှုကအစင်းနဲ့စောင့်ငိုင်းထားပြီးတော့မင်းတို့ကငါကွတ်မြတ်မှာမဟုတ်ပါဘူးကွတ်မြတ်တာတဲ့စိုးရဲဒန်နီခံရဖို့အပြစ်ပေးမယ်လို့ဆိုကသူ့ကိုနှစ်နှစ်ထိတိုက်ပိတ်ထားဖို့အမိန်ပေးလိုက်ပါတယ်ပြဿနာတော့ဒီတိုင်းမပြီးသေးဘဲနဲ့ဘာဘီယွန်ရိုင်းနဲ့တာကိုခံလိုက်ရတဲ့ထောင်ရာရှိကနောက်လိုက်နှစ်ဦးနဲ့ရောက်လာပြီးတော့ဘာဘီယွန်ကိုတေလူမတက်ဝိုင်းဝန်းရိုက်နှက်ပြီးတော့လက်စားချေခဲ့ပါတယ်အဲဒီနောက်မှာတော့အရာရှိကဘာဘီယွန်ကိုအစာမကျွေးဖို့အမိန်ပေးလိုက်ပါတယ် ။ဘာဘီယွန်ကအရာရှိရိုင်းတဲ့မှုနဲ့တိုက်ဖိတ်ခံနေရစီမှာလေရဲတော်တော်ကြတာအစာမစားရပါဘူး။ဒီလိုမျိုးအစာဖြတ်ခံရမှုတန်ကြောင့်ဘာဘီယွန်ကယူလောင်အောင်ဒီစိတ်တန်ရရခဲ့ပါတယ်။ဒါမှမဟုတ်တရက်မှာတော့သူ့ရဲ့ရေဘုံထဲမှာအုံဒီတချံရှိနေခဲ့ပြီးတော့စားဆောင်လေးရေးထားပါတယ်။ဘာဘီယွန်အခုလိုခံစားနေရတာတွေအတွက်တောင်းပန်ထားပြီးတော့နောက်ရက်တွေမှာလေအစာစာကိုရရင်နီးနဲ့ပို့ပေးမယ်လို့ပြောပါတယ်။ဘာဘီယွန်ကအစာငတ်နေရကြကအုံဒီကြောင့်မလို့အိုင်းနေပြန်နေပြီးတော့ပြေးလာပါတယ်။တကယ်တော့အရာတွေကလူးဝစ်ကထောင်ဆောင်တယောက်ကိုလက်ထိုးပြီးတော့အုံဒီပို့ပေးနေတာဖြစ်ပါတယ်။ ဒါပေမဲ့ဒါကလည်းခဏသာဖြစ်ပြီးတော့ထောင်ဆောင်တွေကမကြခင်မှာတည်သွားကြပါတယ်အဲဒီလက်ငွေယူခဲ့တဲ့ထောင်ဆောင်အရာရှိကိုသူတို့ကတပ်ပလိုက်ကြပါတယ်ထောင်ဝါရာကိုတိုင်ကဘာဘီယွန်စီကိုဝင်လာပြီးတော့အုံဒီတွေကိုဘယ်သူကပို့ပေးနေရလဲလို့မေးတော့ဘာဘီယွန်ကလုံးဝမဖြေပါဘူးထောင်ဝါရာကဘာဘီယွန်ကိုနောက်ထပ်အပိုဆောင်နှစ်နှစ်ထပ်ပြီးတော့တိုက်ပိတ်ဖို့အမိန့်ချလိုက်ပါတယ်အပြီးတော့ဘာဘီယွန်တိုက်ပိတ်ထားတဲ့အခန်းထဲမှာမီးလုံးဝမထွန်းထားဖို့လည်းအမိန့်ပေးလိုက်ပါတယ်ဘာဘီယွန်ကနောက်ထပ်နှစ်နှစ်ထိအလင်းအောင်ဆိုတာဘာမှန်းမသိမမြင်ခဲ့ရပါဘူးဒီလိုနဲ့အလုံးပိတ်ခန်းထဲမှာအစာအိမ်စာပြက်လက်ပြီးတော့သတိမီသွားပါတယ် သူတတိယလာအချိန်မှာတော့သူကထောင်စီယုံကရင်ထက်ကိုရောက်နေပါပြီအဲဒီအချိန်မှာတော့လူးဝစ်ကထောင်စီယုံမှာအတော်လေးကိုအရာရောက်တဲ့သူတယောက်ဖြစ်နေပါပြီသူကပါပီယုံကိုလူနာသွားမေးနေတယ်သူ့ရဲ့ဇနီးကတော့သူ့ကိုကွာရှင်းစာချုပ်လက်မှတ်ထိုးပေးဖို့တောင်းဆိုထားကြောင်းအဲပြီးတော့သူမရဲ့ရှိနေတဲ့နောက်အိမ်အောင်ပြုရမယ်အကြောင်းပြောပါတယ်နောက်ပြီးတော့ပါပီယုံအတွက်လည်းတင်းငေါတစ်ခုပြောပြခဲ့ပါတယ်အဲ့ဒီတရင်ကတော့လာမယ့်တနင်္ဂနွေနေ့မှာအကျဉ်းသားတွေကိုရုပ်ရှင်ပြမှာဖြစ်ပြီးတော့ဒီဘက်ကိုတခြားသောအရာရှိကြီးတွေကလည်းတညီတညွတ်တဲ့တက်ရောက်လာကြမှာဖြစ်ပြီးတော့ထောင်သောနေကလည်းအလုံးရှုံနေကြမှာဖြစ်တယ်လို့ ဓာတ်တွေထောင်ကနေထွက်ပြေးဖို့အတွက်အခွင့်အရေးဖြစ်လာနိုင်တယ်လို့ပြောပါတယ်။အဲသူစေးယုံကနေဆင်းလာတော့ဆာရှာကသူ့ကိုထောင်ကနေထွက်ပြေးဖို့အတွက်အပြင်မှာရှိတဲ့မိတ်ဆွေတယောက်နဲ့ပေါင်းပြီးတော့အလေတစည်းစီစဉ်ပေးထားပြီးပြီလို့ပြောပါတယ်။အဲဒီမိတ်ဆွေတွေကဘာဘီယွန်ရမဲ့လူဝစ်ရဲ့ဝေစုတွေကတဝက်ရကျင်နေကြအောင်ပြောတော့ဘာဘီယွန်ကလူဝစ်စီမှာနောက်ဆုံးကြံခဲ့တဲ့ပတ်စံတွေကိုဆာရှာစီကိုအကုန်ပေးလိုက်ပါတယ်။အဲဒနုရီညာဘက်မှာတော့သူတို့ကထောင်တွင်းရုပ်ရှင်ပွဲတော်အတွက်ပြင်ဆင်နေကြပြီးတော့လူဝစ်ကလည်းတောက်စီရအရက်တွေထဲမှာအေးစီးတွေထည့်ပေးလိုက်ပါတယ်။ ထောင်ရရှိနေလုံညိုးရဲ့အားလုံးကလည်းသေးကိုအငမ်းမြတောက်လိုက်ကြပြီးတော့နင်းနင်းချက်ချက်အိမ်မောကြကုန်ပါလေ။ပါပြုံကတန်တို့တချောင်းကိုယူပြီးတော့ထောင်အဆောင်တစ်ယောက်ကိုရိုက်ချလိုက်ပါလေ။အဲဒီနောက်မှာသူတို့ကထောင်တတိုင်းကိုကြော်ခွားပြီးတော့တောတွေကိုထွက်ပြေးကြပါလေ။ကန်ဆိုးကျင်တော့လူးဝစ်ကတတိုင်းဘဝခုံကြစီမှာခြေတော်ကျိုးသွားခဲ့တာပါ။သူတို့ကလူးဝစ်ကိုတွဲခေါ်ရင်းနဲ့မှားထားတဲ့လေစီကိုရောက်လာခဲ့ပါလေ။သူတို့ကလေကိုအားကုန်လှော်ကထွက်ပြေးခဲ့ပြီးတော့ပင်လေထဲမှာပြဿနာတစ်ခုထပ်ပြီးတော့ဂျုံရပါလေ။အဲဒါတော့လေယာတိတ်ကိုတေးလို့နေရပါ။ဒီတော့ဆာရှာကသူ့ရဲ့အကြံစီကိုပြောပါလေ။ အဲ့ဒါကတော့ခြေောက်ကျိုးနေတဲ့လူဝစ်ကိုတက်ပြီးတော့ရေထဲမှာပြစ်ချထားခဲ့ပို့ပါအဲ့တော့ဘာဘီယွန်ကလုံးဝလက်မခံပါဘူးဒီတော့သူတို့နေအောင်အပြင်းထန်ထိုးချိန်ရန်ဖြစ်လိုက်ကြပြီးတော့နောက်ဆုံးတော့လူဝစ်ကဆာရှာကိုအလစ်မှာတက်ပြစ်လိုက်ပါတယ်ဒီလိုနဲ့သူတို့ကဂျုံတစ်ခုကိုတွေးလို့အပေါ်တက်ကြည့်ကြပါတယ်အဲဒီဂျုံကသီလာရှင်နေနေတဲ့ဂျုံလို့ပြောရမှာဖြစ်ပြီးတော့သီလာရှင်ဆရာမကြီးကသူတို့ကိုအချင်းထောင်တွေကိုပြန်သွားဖို့ဒါမှသာဖျားသခင်ကလုခဲသမယကိုခွင့်လွှတ်ပေးလိမ့်မယ်ဆိုပြီးတော့တရားချပါတယ်ဘာဘီယွန်ကတော့သဘောမတူပါဘူးဒါမဲ့လူဝစ်ရဲ့ခြေောက်ကတက်တာဖို့လုံနေလို့ဒီဂျုံမှာခဏနေဖို့စိတ်ကူးလိုက်ပါတယ် သိမကြပါဘူးဒီလရှိနေတဲ့သတင်းပေးချက်နဲ့အတူတူရဲတွေရောက်လာပါတယ်တို့ထပ်ပြီးဖို့စူးစမ်းပေးမယ်မအောင်မြင်မင်းနဲ့ထပ်ပြီးတော့အဖမ်းခံလိုက်ရပါတယ်ပြီးတော့တို့နဲ့ပူပေါင်းခဲ့တဲ့လှေရှားပေးသူတွေကိုရဲတပ်ဖွဲ့ကတပ်ပလိုက်ပြီးတော့တို့ကိုထောင်ထဲကိုပြန်ခေါ်လာပါတယ်ဘာပြုံကဒူရရကျင်ထပ်ပြီးဖို့စူးစမ်းခဲ့တဲ့အတွက်ထောင်မှုက9နှစ်ထိတိုက်ပိတ်ဖို့အပြစ်ပေးလိုက်ပါတယ်အဲ့ဒီ9နှစ်ပြစ်ဒဏ်ကြားခံခဲ့ရပြီးနောက်မှာသူ့ကိုမိဆာကျွန်းဆိုတဲ့စီကိုထောင်ပြောင်းပေးပါတယ်အဲ့ဒီကျွန်းကတော့ကျွန်းငယ်လေးဖြစ်ပြီးတော့ထူးခြားတာကထောင်ဆောင်တယောက်မှမရှိပါဘူးသူရောက်သွားတော့သူက Louis နဲ့ပြန်ပြီးတော့ဆုံပြစ်ပါတယ် လူဝစ်ကသူကဒီကိုရောက်နေတာ9နှစ်ရှိပြီလို့ပြောပါတယ်။ဘာပြုံကအခုချိန်ထိဒီကနေပြီးတော့လွတ်မြောက်ဖို့လက်မလျှော့သေးပါဘူး။သူကအုံသေးကြောက်တွေကိုတွဲပြီးတော့ဒီညာကနေထွက်ပြေးမယ်လို့ပြောပါတယ်။လူဝစ်ကတော့ဒီတစ်ခါသူမလိုက်တော့ဘူးလို့ညင်းပါတယ်။အဲဘာလို့လဲဆိုတော့သူကဒီမှာနေလို့ထိုင်လို့အဆင်ပြေနေပြီမလို့မစွန်စားချင်တော့တာပါ။နောက်ဆုံးတော့အခေဆုံးငွေရင်းယောက်ကပွေးဖက်ပြီးတော့နှုတ်ဆက်လိုက်ကြပါတယ်။ဘာပြုံကလုံးဝမဖြစ်နိုင်ဘူးထင်ရတဲ့အုံသေးဖောင်လေးနဲ့ဘေးကင်းရအောင်ရောက်လာခဲ့ပါတယ်။အဲလိုလွတ်မြောက်ပြီးတော့ဘာပြုံကလည်းတော်တော်လေးအသက်ကြီးနေပါပြီ။ ူဝါမှာဂျုံတွေးခဲ့ရတဲ့အဖြစ်တနစ်တွေကိုစာအုပ်ဖြင့်ရေးသားပြီးတော့ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။အဲဒီစာအုပ်ကိုခြေခံပြီးတော့ဘာဘီယွန်းအမည်အရဖြစ်ရမဲ့ရုပ်ရှင်ရိုက်ကူးခံခဲ့ရပါတယ်။သူကတော့လူတစ်တောင်းမှာတယောက်တောင်မှမလွတ်နိုင်တဲ့မိစ္ဆာဂျုံကနေပြီးတော့လွတ်မြောက်လာခဲ့ပေမဲ့သူတေဆုံးတဲ့အချိန်ဒီအဲဂျုံကနေပြီးတော့မလွတ်မြောက်သူတွေကရှိနေသေးပဲဖြစ်ပါတယ်။ Okay ပါဒီမာရီမဆလန်လေးကလည်းအဆုံးသက်သွားခဲ့ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းဒီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။နောက်တဲ့မြောက်မှာလည်းရုပ်ရှင်စကားအကောင်းလေးတွေကိုစဉ်ဆက်မပြတ် recap တင်ဆက်ပေးမှာမလို့ကျွန်တော်တို့ရဲ့ ZD4 channel လေးကိုလည်း like and subscribe လုပ်ပေးထားကြပါအောင်ခင်ဗျာ အာဘိဇာရဲ့ပြည်သက်များလေးပဲစိတ်ကြီးကြမ်းပါခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံတော်မူကြပါစေလို့ဇီလီဖော်ရဲ့ဝိုင်းတော်သားများကဆုမွန်ကောင်းများတောင်းပေးလိုက်ရပါတယ်အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာ